ူဆင်းနေဆိုပြီးရင်းမိလို့ဆက်ဆံရေးမှာအဖူထိထိဖြစ်ပြီးတော့ relationship တွေမှာပေါ့နော်။ဟိုအချို့ဆိုပြတ်သွားတာတွေရှိတယ်။အဲ့ဒါမျိုးပေါ့ဖြစ်ဘူးလား။နောက်တစ်ခုကမူဆင်းနေပါတယ်ဆိုပြီးတော့ပောက်ကွဲပြရင်းနဲ့အလုပ်ခွင်ထဲမှာအဆင်မပြေဖြစ်ခဲ့တာတွေရောရှိဘူးလား။မူဆင်းနေဆိုတာကဘာလဲ။မူဆင်းနေဆိုတာကိုဘယ်လိုမျိုးကောင်းကောင်း handle လုပ်ပြီးတော့ကြောက်ဖြတ်လို့ရလဲဆိုတာကိုဒီနေ့ပြောပြပေးမယ်နော်။မင်္ဂလာပါ။လေးလေးတော်တော်များကပေါ့နော်။ဥမာရာသီမလာခင်ချိန်လေးမှာပေါ့နော်။သူကမူဆင်းဖြစ်တတ်တယ်။အဲ့ဒါကလေးလေးနဲ့ဖြစ်တာလားဆိုတော့ဖြစ်နိုင်ကြည်ရော ကုန်လုံးမှာရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကိုကောင်းကောင်း handle လုပ်ပြီးကြော်ဖြတ်နိုင်တဲ့လူရှိတယ်ကြော်ဖြတ်လို့ရတဲ့နည်းလမ်းလည်းရှိတယ်ပေါ့နော်ဥပမာမူဆွေးနေဆိုတဲ့အဓိကအကြောင်းရင်းကဘယ်ကနေစပြီးတော့ဖြစ်လာတာလဲဆိုလို့ရှိရင်လူတစ်ယောက်ကသူ့မှာ stress တွေရင်ပြီးနေတာပေါ့နော်အဲ့ဒီအခြေအနေဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့နေထိုင်စားသောက်မှုပုံစံကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်သူ့မှာဥမာ work life balance မညီတာဒါမှမဟုတ်ရှင် balance diet ကိုမစားမိဘူးပြီးရင်နောက်တစ်ခုကသူ့ရဲ့ stress ကိုသူ manage မလုပ်နိုင်ဘူးပေါ့နော်ပြီးလို့ရှိရင် AEO ဝမအိပ်ဘူးနေ့စဉ်မှာမှ AEO ဝမအိပ်ဘူးလေ့ကျင့်ခန်းတွေလည်းမလုပ်ဘူးအဲ့လိုအခြေအနေတွေကကြတော့မူဆွေးနိုင်ခြင်းကိုပိုများတယ်ပေါ့နော် အဓိကမူဆွေးရတာကဘာလဲဆိုရင်လေဒီနေ့တွေကရာသီနာကနေကြလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဟော်မုန်းပြောင်းလဲတွေဖြစ်တာများတယ်ပေါ့နော်အဲ့ဒီအချိန်မှာဟော်မုန်းပြောင်းလဲကြောင့်မို့လို့မူဆွေးနိုင်ကိစ္စကိုခံစားရတာဟိုမှာ28 cycle ပဲဖြစ်ဖြစ် 21st cycle ပဲဖြစ်ဖြစ်နော်ဘယ်လိုပဲဖြစ်ဖြစ် तू ကမူဆွေးနေတဲ့အချိန်ကရှိတယ် pre period ကာလမှာ तू ကမူဆွေးဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာ तू ကစိတ်ကဆက်ဆက်ထိမခံတာလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်ခါးကြရင်စိတ်ဖြစ်စီမှုအရင်များနေလိုလိုနေငိုချင်နေတာပောက်ကွေးပြဿနာရှာချင်နေတာဒါပေမဲ့တစ်ခါကကြတော့မသိဘူးအဲ့ဒါကိုကိုကရင့်နေရင့်နေရင်းနေရင်းမိလို့ဆိုပြီးတော့ဆက်ဆံရေးအဆင်မပြေတာဖြစ်နိုင်တယ်ပောက်ကွေးပြတဲ့အခြေအနေကိုတစ်ခါကလက်သိမခံနိုင် င်တဲ့ဟာမျိုးဖြစ်တဲ့အခါမှာလည်းပေါ့နော်ဟိုအလုတ်ခွင်တွေမှာဆိုတဏှာဖြစ်နေတာလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့မူဆွေးနာကကြော်ဖြတ်လို့ရလားဆိုရင်ကြော်ဖြတ်လို့ရတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဟိုမှာပေါ့နော်နေ့စဉ်ရဲ့ဘဝမှာပေါ့နော်ခြေဘဝတောင်းမယ်ပြီးလို့ရှိရင်အသီးရွက်တွေပအောင်စားမယ်အစားအဟာရတွေကိုအဟာရမျှတအောင်ပေါ့နော်ဟိုမှာအသီးရွက်သားငါအကုန်လုံးကိုစုံနေအောင်စားမယ်ပြီးလို့ရှိရင်အေးအိုးဝအိမ်မယ်ပေါ့နော်နေ့စဉ်ပုံမှာကိုလက်လေ့ကျင့်ခန်းလေးတွေလုပ်မယ်နောက်ပြီးလို့ရှိရင်တရားထိုင်တာလိုမျိုး ပြီးလို့ရှိရင်စိတ်ကိုပေါ့နော်ဟိုလုံးဝ relax ဖြစ်စေရောဂါဆောရလိုမျိုးအခြေအနေတွေကိုလှုပ်လို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ထောသကိုထိမ့်ဖို့လည်းလိုတယ်ပေါ့နော်ဥမာမူဆွင်းနေရဆိုတဲ့အခြေအနေကို happy hormone တွေထွက်အောင်လှုပ်ထားမျိုးဆိုလို့ရှိရင်ဒါအကောင်းဆုံးကျော်လာနိုင်တယ်ဒါကြောင့်မို့လို့ happy hormone တွေထွက်အောင်နေ့စဉ်ပေါ်မှာချမ်းမာပြီးတော့ပျော်ရွှင်ပျော်ရွှင်နေမယ်နေထိုင်စားသောက်မှုပုံစံလေးကိုထိန်းထားမယ်ဆိုလို့ရှိရင်နော်မူဆွင်းတာကြောင့်မို့လို့ပြဿနာတွေထပ်ပြီးတော့ဖြစ်လာမှာမဟုတ်တော့ပါဘူးနော်ဒါကြောင့်မို့လို့မူဆွင်းမှုကိုအကောင်းဆုံးဒီနေ့တိုင်းနေနေနဲ့ကြော်ဖြတ်ကြည့်ဖို့လေဒီလေးတွေကိုအကြံပေးခြင်းပါတယ်နော်